ားလုံးပဲမိပါပါ Forever Gonna Face ပုံနဲ့ဒီ YouTube channel တို့ကနေကြိုဆိုပါရစေ ျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာကစားသွားတဲ့ဒါအာဆနယ်နဲ့အက်တလတီကိုမက်ထရီဒါချန်ပီယံလိပွဲစဉ်၃ကတော့ပြီးဆုံးသွားခဲ့ပြီပေါ့လေဒါကျွန်တော်တို့ဆိုလို့ရှိရင်ဒါအခုထိမအိပ်ရသေးပဲနဲ့ဒါကျွန်တော်ညဒါမနက်၈နာရီဆိုကျွန်တော်လှုပ်ထွက်ဝင်ပါဘူးလေလှုပ်ထွက်ဝင်မယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပွဲပြီးသုံးသက်ချက်လေးဒါကျွန်တော်အမြင်လေးပေါ့လေနည်းနည်းလောက်ကြောင့်ညီကိုညီနဲ့ဆွေးနွေးသုံးသက်ကြရအောင်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာဆင်နယ်ပြိုင်ပွဲတွေအနေနဲ့ ဒါပွဲချိန်ကအရန်ကိုညှင်းနှက်တာ ဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအရေးတွေပြတ်ခဲ့တယ်။အရေးပြတ်ခဲ့တာနဲ့လေအညီကျွန်တော်တို့အာဆနယ်အသင်းကဒါအရေးပြတ်ရကြုံနဲ့အောင်ကျွန်တော်တို့ပြိသက်တွေပေါ်ကိုဒါအများကြီးကြီးခဲ့တဲ့ပွဲတွေလို့ကျွန်တော်နေရတာမြင်မိတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အာဆနယ်အသင်းကဒါဒီနေ့ပွဲစဉ်အတွက်ဒါလူထုတ်လာတဲ့ဟို line net တွေကအဆပေါ့လေဒါပြိသက်တွေပေါ်အများကြီးကြီးပေးခဲ့တယ်လို့ကျွန်တော်နေရတာမြင်မိတယ်။ ော်လဲဆိုလို့ရင်ဒီနေ့ဟိုလူထုတ်ခဲ့တဲ့ပုံစံကကျွန်တော်က defensive ကိုအားကိုးပြီးတော့ဒါဟိုသွားမဲ့ဟိုလူထုတ်ပုံမျိုးတနည်းအားဖြင့် counter attack တွေပဲသွားမဲ့ဒါလူထုတ်ပုံမျိုးပေါ့လေဒါကျွန်တော်တော်မှမမဲ့ရပြောမိပါသေးတယ်ဒါကျွန်တော်အာဆင်နယ်အသင်းနေနဲ့ဒါ Gabriel Martinelli ကိုဒါအရင်ဆုံးထည့်ခဲ့မယ်ဆိုရင်ကျောင်းလေကိုရရနိုင်တဲ့ကောင်တာအတက်စတေးကနေသွားမယ်ဆိုရင်ကိုရရနိုင်တယ်ပထမပိုင်းမှာတော့ငါတို့တွေကိုရဖို့ တော်တော်လေးခက်ခဲလိမ့်မယ်ဆိုပြီးတော့ဒါတော့ကျွန်တော်တော့ကျွန်တော်နီးနားမှာရှိတယ်ကျွန်တော်ပေါင်းသိနေတငယ်ချင်းတွေကျွန်တော်ပြောမိပါသေးတယ်ကဲပါဒါတော့ထားလိုက်ပါတော့အဲ့တော့ကျွန်တော်တို့ရအာဆင်နယ်အာဆင်နယ်အသင်းကပေါ့လေကျွန်တော်တို့ရအာဆင်နယ်အသင်းကဒါဒီနေ့ပွဲစဉ်မှာဘာဒီများဒါလုတ်ခဲ့တာလေတနည်းအားဖြင့်ဟိုဒုတိယပိုင်းမှာဂိုးတွေဒလဟောရလာအောင်အာမိခိယဒီဒါဘာဒီပြောင်းလဲလိုက်လေဆိုတဲ့အဖို့ကိုဒါကျွန်တော်အမြင်လေးနည်းနည်းတော့ပြောသွားခြင်းနဲ့ ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒါရှေ့ပွဲစဉ်နေမှာတောက်လျှောက်ခြေစွမ်းပြခဲ့တဲ့ Ricardo Calafiori မပါဝင်ခဲ့ဘူး ဒီမပောင်နေတဲ့အပေါ်မှာလဲသတင်းညာမျိုးမျိုးတက်နေတဲ့ဒါရီကာရိုကဟိုဒန်ပြဿနာရှိနေတယ်ဂျက်ခိုင်မှုမပြေဝဘူးမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးတွေသတင်းညအများကြီးတက်နေတယ်ဒါကဟိုဘယ်လိုပြောမလဲကောလာဟာလာသတင်းတွေဆိုပြီးတော့တက်နေတာမျိုးတွေလည်းရှိသလိုဒါသတင်းအဟုတ်အမှန်ဆိုပြီးတော့တက်နေတာမျိုးတွေလည်းရှိတယ်ဒါကျွန်တော်အနေနဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒါဘယ်သတင်းအောင်မှာအတီးပြူပေးမှာမျိုးကျွန်တော်အနေနဲ့မဟုတ်ဘူးဒါပြောရဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာဒါ ဟိုရီကာဒို200ကိုမိုင်လူးစ်ကယ်လီကိုထည့်ပြီးသုံးပြူလာတယ်ဒီနေရာတော့ကကျွန်တော်အနေနဲ့ဒါ line up ကိုမြင်မြင်ချင်းမှာနည်းနည်းလေးတော့ဟိုဘယ်လိုပြောမလဲဟိုအာတီတာကိုနည်းနည်းတော့တော့မေကွန်ထုတ်ချင်သွားတယ်ဘာကြောင့်လဲပေါ့နော်ရီကာဒိုကဟိုဘယ်လိုပြောရီကာဒိုကလာဖီရီနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့တွေဘယ်လိုပြောရမလဲအရင်ဟိုကဖြစ်မနေဘူးဗျာဒီလားဟိုသူ့တည်င်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအရင်ဟာ ဒီကောင်နာနေတဲ့ဒီကောင်ကြက်ခိုင်မပြေရဘူးဆိုတော့အဲ့လိုတည်နေတက်မနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်း surprise တော့ဖြစ်သွားတယ်ဗျာဒါ Milo Scaly ပါလာဆိုတော့ surprise တော့ဖြစ်သွားဒါပေမဲ့ Milo Scaly ကလည်းဒါတကယ့်ကို quality ရှိတယ်ကဒါသမားတယောက်ဒါသူ့ကိုယုံကြည်လို့ရပါတယ်ဆိုပြီးတော့ဒီနေ့ပွဲစဉ်မှာဒါ MK R data ကိုတက်တည်ပြသွားတယ်ဒါဒီနေ့ပွဲစဉ်မှာ goal သွင်းသွားတဲ့လူတွေကတော့ဒါ Gabriel မဂါဟေးရဲ့ Gabriel Martinelli နဲ့ဒါပြောရဆိုလို့ရှင်ကျွန်တော်တို့ဒါပြိသက်တွေအများကြီးစောင့်ကြည့်နေတယ်ကျွန်တော်တို့တိုက်စစ်မှု David De Yogres ကဒါနှစ်ဂိုးထိသွင်းယူပြီးတော့စုစုပေါင်းဒါ Lego 0ဆိုတဲ့ရလနဲ့ Arsenal က Emirates Stadium မှာ Atletico Madrid ကိုဒါ Champion League ပွဲစဉ်၃မှာအနိုင်ယူပြခဲ့တယ်။ဒါဒီပွဲစဉ်ကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်ပြောခဲ့ပါတယ်။ဒါကျွန်တော်မနေ့ညကတင်ခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့တယ်။ဒီပွဲစဉ်ကကျွန်တော်တို့ဒါ social media မှာဆိုလို့ရှိရင်ပဲပြတဲ့သတင်းမီဒီယာကြီးဂျားထဲမှာပြပြအရန်ကို hot နေတယ်။ဒါပွဲတစ်ပွဲဖြစ်ပြီးဒီပွဲအရန်ကိုကြည်ကောင်းမဲ့ပွဲတစ်ပွဲဆိုပြီးတော့ ဒါပြောနေကြတယ်ဒါပေမဲ့တကယ်တကယ် reality လက်တွေ့ဆန်ဆန်ဘဝမှာတော့ဒါ Arsenal အသင်းကို Atletico Madrid ကနင်လားငါလားဆိုတဲ့ပုံစံမျိုးတွေဒါရှင်ကစားနိုင်ခဲ့တာမျိုးကျွန်တော်နေမတွေ့ခဲ့ရဘူးဒါ Atletico Madrid ရဲ့ show on tiger ဆိုလို့ရှိရင်စုစုပေါင်းရှော်ဝါးရှိခဲ့တယ်အဲသူတို့တွေ ဟို17ကြိမ်တိရှိခဲ့တယ်17ကြိမ်တိရှိခဲ့တာဖြစ်သည့်တိုင်အောင်တို့တွေဂိုးပေါက်တဲ့ကန်ချက်ကဒါ2ကြိမ်တိပဲရှိခဲ့တာဗောလေဒါကျွန်တော် အာဆင်နယ်အသင်းဆိုလို့ရှိရင်ဒါရှော့တိုက်ကက်7ကြိမ်တိရှိခဲ့တယ်ဒါဂိုးပေါက်တဲ့ကန်ချက်ကတော့စုစုပေါင်း9ကြိမ်တိရှိခဲ့တယ်အဲကျွန်တော်မှတ်မိတာလေးတခုဗောလေနော်ဒီလိုမျိုးပြောတဲ့အချိန်မှာဒါဟိုရှော့တိုက်ကက်7ကြိမ်ပဲရှိတယ်ငါဟို၄ဂိုးတိရခဲ့တယ်ဆိုတဲ့အနေထားတစ်ခုမှာဒါကျွန်တော်အမြင်လေးကိုပြောချင်တာက ကျွန်တော်တို့ဒါဘယ်လိုပြောမလဲမနေ့ကတင်ခဲ့တဲ့ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်တို့ Mickey Arteta ကသတင်းစာရှင်းလင်းပွဲမှာဘာပြောခဲ့လဲဆိုတဲ့အနေထားတစ်ခုမှာဒါ Mickey Arteta ကသူတို့အနေနဲ့အနိုင်တေချာတဲ့အလုပ်မျိုးတွေပဲလုပ်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေဒါ Mickey Arteta ကပြောကြားထားတယ်အဲအခုလဲသူ့အနေနဲ့လက်တွေ့လုတ်ပြသွားလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါ Atletico Madrid ရဲ့နီးပြားတော့တည့်မလားဆိုပြီးပွဲမစားခင်မှာသူ့အနေနဲ့ စကားစစ်ထိုးတာတွေရတော့ဒါကျွန်တော်အာတေတာကအခုလိုမျိုးအဲ 4G ဆိုတဲ့ရလနဲ့လက်တော့ပြန်သွားတယ်လို့ကြောင်းနေကတော့မြင်မိတယ်။ဒါပြောရပြီဆိုလို့ရှိရင်ပွဲတဲမှာကျွန်တော်တို့ဟိုဘယ်လိုရမလဲသူရဲကောင်းဖြစ်ခဲ့တဲ့ကစားသမားတကယ်တမ်းဟို on-pitch ပါမှာဒါအကောင်းဆုံးကစားသမားဖြစ်ခဲ့တာကတော့ကျွန်တော်တို့ အာဆင်နယ်အသင်းတစ်သင်းလုံးတင်မကတခြားအသင်းဖန်တွေကပါဝိုင်းပြီးဗလိန်ကျင်နေတဲ့ဒါစပင်တက်တက်နေပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒါဗစ်ဒီယိုဂရက်စ်ကဒါနှစ်ဂိုးထိသွင်းယူပြီးတော့ rating အမြင့်ဆုံးထိရောက်ပြီးတော့ကျွန်တော်တို့ဒီဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တယ်ဒါသူ့ကိုကျွန်တော်တို့တွေမချီးကျူးလို့မရတော့ဘူးဆိုတာကိုဒါတခြားပြိသက်တွေကလည်းဒါမြင်ပဲလို့ကျွန်တော်အနေနဲ့ထင်မိတယ်ကျွန်တော်အာဆင်နယ်ပြိသက်တွေအနေနဲ့ကတော့ဒီနေ့မှာလောကအွန်ဖိုင်ယာဖြစ်နေပြီးတော့ဗစ်ဒီယိုဂရက်စ်နဲ့ က်ပြီးတော့ကျွန်တော်တို့ကိုဘာမှမေခွန်းထုတ်နေစရာအကြောင်းမရှိဘူးဆိုတဲ့ပုံစံမျိုးအဲအဲ့လို feeling မျိုးကျွန်တော်နေနေရတော့ခံစားနေရတယ်ကျွန်ညိုကိုရောဘယ်လိုထင်လဲဒါပြောရပြီဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်အသင်းမှာဒါနောက်ထပ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗောလေဒါမချီးကျူးပဲမနေနိုင်လောက်တော့တဲ့ဒါကောင်လေးတယောက်လည်းရှိနေတယ်ဒါကဘာတူလဲဆိုတော့ကျွန်တော်အနေနဲ့ဒါချီးကျူးကျင်တာကတော့ Milo Scale ကိုချီးကျူးကျင်တယ်ဒါပြောရဆိုလို့ရှိရင် Gabriel Martinelli ကန်သွားတဲ့အလုံးက quality ကံကြက်တွေဖြစ်ပြီးတော့ quality goal ကိုဒါ Martinelli အနေနဲ့ဒါ Champions League မှာနောက်ထပ်ဒါစုဆောင်းနိုင်ခဲ့တယ်ဒီ goal ကိုဖန်တီးပေးခဲ့တဲ့ Mike Lewis Kelly အနေနဲ့တကယ်ကို world rate မြင့်မြင့်နဲ့ဒါဘယ်လိုပြောမလဲလောက်အောင်ဟိုမြင့်မြင့်နဲ့ဒါ assistant လောက်သွားတယ်လို့ကျွန်တော်နေမြင်မိတယ်ဒါပြောရဆိုလို့ရှိရင်သူ့အနေနဲ့ကွင်းလဲ box တဲကနေမှာကွင်းလေတဲကနေမှာစပြီးတော့ဘောလုံးတဲလာတဲ့တဲလာဘုံတွေကတကယ်ကို physical မြင့်မြင့်နဲ့ဟိုဖြတ်ထုတ်ဖို့ဂျန်ဂျန်တန်လုံးနဲ့ athletic matrix လို့အသင်းကတော့သူ့ကိုအရင်ဟိုဘယ်လိုပြောရမလဲအထင်သေးတယ်လို့ကြောင်းနေတယ်အထင်တယ်အထင်သေးလွန်းလို့ကိုဒီကောင်ဒီလိုလောက်တာကို Athletic Matrix ကတသက်ရခံလိုက်ရတာ ဘာဖြစ်ဖြစ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာကတော့ဒါဘယ်လိုပြောမလဲဟိုနိုင်ပွဲရရှိသွားတာဖြစ်တဲ့အတွက်ကျွန်တော်အမားတွေလိုက်ရှာတဲ့နေရာမှာတော့တော်တော်လေးကိုခတ်ပါတယ်တော်တော်ဆိုတော်တော်လေးကိုခတ်ပါတယ်ဒါသူ့နေရာနဲ့သူအကုန်လုံးကဟိုဘယ်လိုပြောမလဲအရင်တော့ပွဲစဉ်တွေဆိုကြကျွန်တော်ကအဆင်နဲ့အသင်က ဟိုကပွဲကစားချိန်မှာ ပွဲအစားချိန်မှာအထနှေးတာဒီဒါပြီးရဆိုလို့ရှိရင်ဟိုအတိုးနှုတ်လောက်တဲ့နေရာတွေမှာအမားတွေပါတာဒီပြီးဘောက်စ်တူဘောက်ကစားတဲ့နေရာတွေမှာဒီလင့်ကပ်လေးချိတ်တဲ့နေရာတွေမှာဒီအေရီယာကျူတဲ့ဘောတွေမှာဒီပြောမလားအစာပိုင်းတွေမှာအရန်ကိုဟိုနှိတိနှိတုတ်ဖြစ်နေတာဒါပေမဲ့အခုချိန်မှာတော့အဲ့လိုတွေကိုကျွန်တော်အနေနဲ့ ိုလိုက်ကြည့်ခဲ့တာတော့မှမမြင်ခဲ့ရတော့တဲ့အထီကိုအာဆင်နယ်အသင်းကဒီနေ့ပွဲစဉ်မှာလုံးဝ perfect ဖြစ်သွားတယ် WI ဆိုလို့ရှိရင်ဒီနေ့တည်င်းနေတက်လာတဲ့အရာဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့လုံးဝ appreciate လုပ်တဲ့လူတွေအများကြီးအများကြီးအများကြီးကိုကျွန်တော်နေတွေးခဲ့ရတယ် ကြောညီကိုတွေရောဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါဘသူတွေကိုဒါချီကျူးတဲ့နယ်လို့ထင်းလဲဒါနောက်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ရောဒီ4ဆီဆိုတဲ့ရလက်အပေါ်မှာကြောညီကိုတွေအားရကျင်းနေမှုရှိရတယ်ကျွန်တော်အနေနဲ့ကတော့အားရကျင်းနေမှုရှိတယ်ဒါကျွန်တော်တို့ EBH အစည်းကံနဲ့ကန်ချက်တွေ Declan Rice ကံနဲ့ကန်ချက်တွေတော့တိုက်ကြည့်ပြီးပြန်ထွက်လာတဲ့အလုံးတွေအများကြီးရှိတယ် ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒီနေ့ပွဲစဉ်မှာ 4G ဆိုတဲ့ဂိုးပြတ်အနိုင်ရလက်ကတကယ့်ကိုချိန်နေစရာဂိုးပြတ်အနိုင်ရလက်တခုလို့ကျွန်တော်နေနေကတော့မြင်တယ်ဒါဘာဖြစ်ဖြစ်ဂိုးမမဲရရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်အသင်းတို့ဒီရလက်ဒီကိုကွာဟာချက်နေကတော်တော်လေးကိုစိတ်ချနေဆရာတခုလို့ကြောက်နေနေမြင်မိသလိုကျွန်တော်တို့အပေါင်းလက္ခဏာဆောင်ကျင်းနေတဲ့အကြီးမားဆုံးတော့တခုကတော့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ video grass တိုက်စစ်မှုတဲ့ဗီဒီယိုကရက်ကဒါချန်ပီယံလိမှာနှစ်ဂိုးကြီးရခဲ့ပြီးတော့ဒါသူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့တယ်ဒါသူ့ကိုလည်းပွဲပြီးအင်တာဗျူးမှာမေးမြန်းခဲ့တာကတော့တက်ပါလားဗီဒီယိုကရက်ရေးမင်းအနေနဲ့ဒီနေ့ဂိုးတွေတွင်းခဲ့ပြီးတော့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့အပေါ်မင်းအနေနဲ့ဘလို့ခံစားမိလဲဆိုတော့ကျွန်တော်အနေနဲ့ဒီလိုလှုပ်ပြခြင်းတာဒီလိုမျိုးဂိုးတွေတွင်းပေးခြင်းတာကြာပါပြီဒီအသင်းတို့ကစားရတာကျွန်တော်ကိုအရန်ကိုဂုံယူမိတယ်ဒါ ဒီထက်လည်းပိုပြီးစူးစမ်းသွားမယ်ဆိုတဲ့ပုံစံမျိုးတွေဒါ video crush ကအင်တာဗျူးမှာပြန်လဲဖြေချသွားတယ် video crush အနေနဲ့ကဘယ်လိုလဲဆိုလို့ချင်း Arsenal အသင်းမှာတဟိုတပွဲတဲ့တပွဲပို့ပြီးတော့အသားကျလာတယ်ကျွန်တော်တို့ Arsenal ချစ်ညီကိုတီအကုန်လုံးတည်ပြီးသားပဲဒီနေ့ပွဲမှာဒီလို go twin ရတာဒါဘယ်လိုပြောမလဲသူ့ရဲ့စူးစမ်းအထောက်မှုတွေကဒါအရာထင်တယ်လို့ကြောက်နေတယ်ကတော့ထင်မိတယ် โอเคပါအဲဒီဗီဒီယိုလေးကတလောက်ပါပဲကျွန်တော်ညီကိုတွေဘလို့ထင်းမိလဲဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါဘယ်ကစားသမားတွေကိုတော့ပို့ပြီးချီကျူးတဲ့နေဘယ်ကစားသမားတွေကတော့ပို့ကောင်းနေဘယ်ကစားသမားတွေကတော့ပို့ပေါ်တယ်ဘလို့ထင်းမိလဲကောမွန်ဝင်မှတ်ချက်ပေးတော့ရပါတယ်အားလုံးကျေးဇူးတူပါတယ်